အချင်းဖက်စစ်ကောင်စီတပ်ကသူတို့ကိုယ်တိုင်အပြစ်ရထားပါတယ်ပြောပြီးတစ်ဖက်မှာတော့အယောက်ဒီတိုင်းလင်းမြနာမြို့နယ်ကပန်ဒေါ်ကြီးဂျေးရွာအနီးကိုစစ်ကြောင်းထိုးတာတွေလှုပ်လာနေတဲ့အတွက်အရခတတော် AAPD ရဲ့ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ရမှာအချင်းဖက်စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများနေပြန်တယ်လို့စစ်တပ်သတင်းရှင်းမြစ်ကပြောထားသလိုဒေသခံပြည်သူတွေကလည်းပြောထားပါတယ် တစ်ဖက်မှာတော့တော်လိုင်းရေးပူပေါင်းတပ်တွေဟာငလင်တန်းသင့်ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေပေးလို့ရအောင်ဆိုပြီးထိုးစစ်တွေမလုပ်ဘဲရောက်တဲ့နေရာမှာပဲခုခံစစ်နဲ့သာရက်အကန့်အသတ်နဲ့ယာယီအပြစ်ရက်ပေးထားပြီးမြင်စင်ကောင်စီကတော့အရခတတော်အေအေနဲ့ PDF ပူပေါင်းတပ်တွေရှိရာ AR တိုင်းလေးမျက်နှာမြို့နယ်ကပန်တော်ကြီးဂျေးရွာအနီးကိုဧပြီလ15ရက်နေ့ကစပြီးစစ်ကြောင်းထိုးတာတွေလှုပ်လာတဲ့အတွက် AAPD ရဲ့ပူပေါင်းတပ်တွေနဲ့အချမ်းဖတ်စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်ဆိုပါတယ် အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများနေပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေဟာလည်းပသိမ်ဘက်ကဈေးရုံတွေစီစစ်ကားတွေနဲ့တည်နေရပြီးဈေးရုံမှာကတင်းမလောက်တဲ့အထိကိုအခြေအနေစိုးနေတယ်လို့စစ်တပ်တရင်ရင့်မြစ်ကိုတိုင်ကရန်ကုန်ခေတ်တကိုအတိပေးပြောဆိုထားတယ်လို့ဒေသခံပြည်သူတွေကလည်းပြောထားကြပါလိမ့်ခင်ဗျမင်္ဂလာပါကျွန်တော်အမျိုးတွေအာဒီနေ့တော့စစ်ကိုခေါ်လို့စစ်လာခဲ့ပြီးအရာဝတီရေဆိုတဲ့ပုံစံမျိုးဖြစ်နေပါပြီအခုကျွန်တော်တို့ရဲ့ ဒီ ARI တိုင်းအစုံပေါ့ ARI တိုင်းအစုံဆိုလို့ရှိရင်ရိုးမတောင်ချေပေါ့ရခိုင်ရိုးမတောင်ချေအဲ့ဒီဒေသအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့အမ်ဘယ်လိုခေါ်မလဲညနာတို့ရေကြည်တို့နော်အဲ့ဒီဘက်ချင်းကွင်းကောက်တို့အဲ့ဒီဘက်ချင်းအဲ့ဒီမြို့နယ်တွေပေါ့အဲ့ဒီမြို့နယ်တွေမှာပြည့်ဒီဘယ်လိုခေါ်မဆိုတော့တောင်ချေရွာတွေမှာအခုဆိုလို့ရှိရင်တိုက်ပွဲတွေကကြီးကြီးမားမားဖြစ်နေပြီတစ်ဖက်တစ်ပုံကလည်းအင်အား3000ကျော်4000တဲ့ကိုအဲ့ဒီထဲကိုစိတ်ဝင်နေတာဖြစ်တယ်စိတ်ဝင်နေတယ်လို့ရွာထဲမှာပူးဝင် ခွေဝင်နေပြီ ်အဆိုလိုချင်တာကဒီရွာတဲကိုဝင်လို့ရအောင်လဲဒီနယ်မြေမှာရှိနေတော့ဒီရွာခံတွေဟာဒီရွာခံတွေကပဲဖိတ်ခေါ်ခဲ့တယ်သူတို့ရဲ့ရိတ်ခါကအစဆဆရရပေါ့ပြေလည်အောင်ခင်ဗျားတို့အပူပေါင်းကြံစီခဲ့တဲ့သဘုံနဲ့အဲ့လိုပူပေါင်းကြံစီခဲ့မှုကြောင့်အခုအဲ့ဒီရွာတွေဘာတွေဖြစ်နေပြီလဲဆိုလို့ရှိရင်တော့တိုက်ပွဲပြင်းပြင်းထန်ထန်ကြီးကြီးမားမားတွေဖြစ်နေပြီခင်ဗျအဲ့တော့အခုပထမဆုံးပြောရမှာကတော့ အဲစစ်ပွဲတစ်ပွဲနဲ့ကျွန်တော်စပါဘောပါဗျာနော်ကျန်တဲ့ရွာတွေလည်းအခုတိုက်ပွဲတော့ဖြစ်တယ်ဒါမဲ့လည်းအကြီးကြီးမားမားကြီးတော့အာတို့အနေနဲ့ဝင်လုံးတာတော့မရှိဘူးအခုကြီးကြီးမားမားကြီးပေါ့ဒီဝင်လုံးတာပေါ့အေအေနဲ့ပူပေါင်းဖွဲ့တွေပေါ့ချင်းတွေပါမယ်ကျွန်တော်တို့ဒေသခံ PDF တွေပါမယ်တခြားဒေသက PDF တွေပါမယ်သူတို့အားလုံးပူပေါင်းပြီးလာတာဆိုတော့ချင်းအင်အားမရှိဘူးဆိုပြီး3500 4000မှာရှိတယ်အဲ့ဒီအင်အားနဲ့ကျွန်တော်တို့ရေကြီးအပိုင်းတွေကနော် အဲဘလိုခေါ်မလဲကြောက်ကြီးကြီးပိုင်းတွေကပဲပြောရမှာပေါ့အဲ့ဒီအဆက်မှာဆိုတော့ပန်တော်ကြီးပေါ့နော်ပန်တော်ကြီးရွာကိုသူတို့အရောက်ဝင်လုံးပါလားအဲ့ဒီရွာမှာအရောက်ဝင်လုံးနဲ့ပြုံးအဲ့ဒီမှာရှိနေတစ္ဆက်ထဲမှာလဲအဲသူတို့စခန်းနေနေရာယူထားတယ်နေရာယူထားပြီးတော့အဲ့ဒီမှာကျွန်တော်တို့ရွာနဲ့ရွာမှာပေါ့နော်ရွာနဲ့မလမ်းမကမ်းမှာတက်ဆွဲထားတယ်အဲ့ဒီတက်ကိုရတိုက်တာပါအတိုက်တဲ့အခါမှာတော့တက်ကလည်းရွရွချင်ချင်ပြန်လဲပြီးတော့ခုခံပါတယ်နော်ခုခံပြီးတော့ ချိန်မုံပါတယ်ချိန်မုံတဲ့အခါမှာလေရင်နဲ့လည်းကျဲပါတယ် drone နဲ့လည်းကျဲပါတယ် point fight နဲ့လည်းပြစ်ပါတယ်တိုက်ပွဲကတော်တော်ကြီးကိုပြင်းထန်နေတာပါနောက်ဆုံးပြီးတစ်ဖက်ကအင်အားရမ်းများပြီးတော့လုံးလုံးအားကြီးလို့ပေါ့ဗျာเนาะကျွန်တော်တို့ဒီတပ်ဖက်ကနေပြီးတော့အဲလက်နက်ကြီးပြစ်တဲ့လက်နက်ကြီးတပ်ကခိတခဏနောက်ဆုတ်လိုက်တယ်ပေါ့နောက်ဆုတ်လိုက်တယ်ဆိုတာလည်းအကြောင်းရှိတယ်ပေါ့เนาะအဲဒီနေရာမှာကျွန်တော်တို့နားလည်မှုနဲ့လွယ်သွားတယ်နားလည်မှုလွယ်ရဲဆိုတာကျွန်တော်တို့ကဒီလက်နက်ကြီးတပ်နောက်ဆုတ်တာကိုကြည့်ပြီးတော့ကျွန်တော်ကပန်းတော်ကြီးကြာသွားပြီဆိုပြီးတော့ အားလုံးကအခု online ပေါ်မှာပြောဆိုနေရရှိတယ်နော်အထုတ်တူပဲကျွန်တော်ကိုယ်တိုင်လည်းမနေ့ကသတင်းတွေအားလုံးစုစည်းတဲ့ခါမှာကြာသွားပြီ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 ဆိုတဲ့ပုံစံမျိုးတွေထိကြားနေရတဲ့ခါကျမှကျွန်တော်ကိုယ်တိုင်ကမှနားလည်မှုလွဲသွားတဲ့အခြေအနေမျိုးတွေရှိတယ်ရှိတဲ့ခါမှာကျွန်တော်တို့ဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပြီးတော့အမြင်ပြင်ကိုဆက်လက်လေ့လာပါတယ်လေ့လာတဲ့အခါမှာတော့အမှန်တကယ်ကတော့ပန်းတော်ကြီးကကြာသွားတာမဟုတ်ဘဲနဲ့လက်နက်ကြီးပစ်ကူမရှင်းဘူးပေါ့ဆိုလိုချင်တာ၃လေးလေးလက်နက်ကြီး၃လေးလေးကနေလက်နက်ကြီးပစ်ကူလာပေးတယ်ပေးတဲ့ခါမှာအဲအဲ့ဒီ ကျွန်တော်ပန်းတော်ကြီးမှာရှိနေတဲ့စေတူကြတပုံတွေကိုထူပါတယ်အဲထူတဲ့အခါမှာပြက်ကွေးမရှင်းတဲ့အတွက်ကြောင့်မို့လို့လက်နက်ကြီးဆိုတာမျိုးကလည်းသူ့ရဲ့ဒီအကွာဝေးကလိုသေးတာ哦နော်အကွာဝေးလိုတဲ့အတွက်ကြောင့်မို့လို့လက်နက်ကြီးတက်ကနောက်ဆုတ်လိုက်တယ်နောက်ဆုတ်တဲ့အခါကျတော့ဟာကျွန်တော်ကနောက်ဆုတ်ပြီဆိုလို့ရှိရင်ဒါရတားတာမန်ကျွန်တော်တို့အမြင်ဆိုလို့ရှိရင်တော့ဒါကြာသွားပြီပေါ့ဗျာနော်အဲဒါမဲ့တော့တေချာစမ်းစစ်ကြည့်တဲ့အခါကျတော့ကြာလာမှာဟုတ်ပဲနဲ့ လက်နက်ကြီးတက်ကခေတ္တနောက်ဆုတ်လိုက်တယ်နောက်ဆုတ်ပြီးတော့အဲ့နောက်ဆုတ်တဲ့နေရာနဲ့လက်နက်ကြီးနဲ့ပြန်ပြစ်နေတယ်ပြစ်တဲ့ခါမှာကျွန်တော်ညမိုးချုပ်ထိကလက်နက်ကြီးကြံနေတုံးအောင်ကြားနေတယ်ကျွန်တော်ဒေသခံတွေကိုကျွန်တော်ဆက်လက်မေးမြန်းပါတယ်မေးမြန်းတဲ့ခါမှာဟာကိုရဲ့ဒီချိန်ဒီချိန်ဒီလိုဒီလိုမျိုးပေါ့လက်နက်ကြီးပြစ်တန်နေကြားနေရတယ်တဲ့အာလီနေနဲ့ပြစ်နေတယ်တော်တော်ကြမ်းနေပါတယ်ပန်တော်ကြီးမှာတဲ့အဲ့တော့ကြသွားပြီလို့ကျွန်တော်တို့ကလည်းအထင်ခဲ့တာဗျအမှန်တကယ်ကတော့မကြပဲနဲ့နောက်ဆုံးပိတ်တော့ရွှေပါရွှေပါပါပဲပေါ့ဗျာနော် အဲ့ဒီစေသွေးကြသဘုံနေ AA နဲ့ဒီ PDF ချင်းအားလုံးသောပူပေါင်းသဘုံနေဟာဆိုလို့ရှိရင်တော့အဲကြာဆုံးများစွာနဲ့အင်အားတရာကျော်လောက်သူတို့ကြာဆုံးသွားပါလားစစ်တပ်ကလုံးဝအကြဆုံးမရှိဘူးလို့ထင်အောင်ကြားသိရပါတယ်နော်အဲ့တော့လုံးဝနောက်ဆုတ်သွားရပါပြီဘယ်ကိုဒီကြောင့်နောက်ဆုတ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့စံကလေးရွာကိုနောက်ဆုတ်သွားတယ်လို့ပြောလို့ရပါတယ်စံကလေးဆိုတာကကျွန်တော်ရိုးမတောင်ချီရွာတွေပါပဲအဲသူတို့ပြန်ဆုတ်တဲ့အခါမှာရိုးတမ်းမဆုတ်ပါဘူးသူတို့ဆုတ်တဲ့အခါမှာ အဲတို့ရဲ့ဒီဖုန်ကြီးတစ်ပါးရယ်ဆီယာမတစ်ယောက်ရယ်ကြံတဲ့ရွာသားနော်အားလုံးပေါင်းဆိုလို့ရှိရင်9ယောက်ကိုဖန်စီခေါ်ဆောင်သွားပါလေပေါ့နော်အဲဒီမတိုင်ခင်မှာဖန်စီတာ6ယောက်ရှိသေးတယ်အဲ့ဒီ6ယောက်ကတော့ဒီလက်နက်ကြီးနဲ့ပြစ်တဲ့အခါမှာနော်ကျွန်တော်တို့3ယောက်ပြန်လွတ်လာတယ်လို့ကြားသိရတယ်အဲ့တော့အဲအားလုံးအခု online ပေါ်မှာပြောနေကြသလိုနော်အမှန်တကယ်ကတော့ညီညီမပန်းတော်ကြီးဒီမကြဘဲနဲ့တပုံဒီလုံးဝနောက်ဆုတ်သွားရပါပြီအဲ့တော့ဆိုလိုချင်တာကတော့အဲ့ဒီ တပုံကအခုပန်းတော်ကြီးကရင်နောက်ဆုတ်သွားပြီဆိုတော့သူ့ရဲ့အမာခံရွာလေးဖြစ်တယ်အခုအေအေကအဲ့နေရာကသူတို့နေမြေအေအေနဲ့ဒီစစ်သွေးရတပုံပေါ့ PDF တွေအားလုံးသူတို့နေမြေလို့ဖြစ်နေပြီအဲ့ဒီရိုးမရိုးမတောင်ချီကဒီရွာလေးတွေပေါ့အဲ့ဒီရွာလေးဆိုလို့ရှိရင်ဘာရွာလေးခေါ်မလဲဆိုဆက်ဆက်ယူတို့နော်စံကလေးတို့နော်အနောက်ထပ်အဲဘယ်လိုခေါ်မလဲအများကြီးပါပဲနော်အဲ့ဒီရွာလေးမှာအဲသူတို့သူတို့ရဲ့ပြန်ပြီးတော့ဝင်သွားကြယူပေါ့ဗျာနော်အဲ့တော့အဲ့ဒီရွာလေးကကျွန်တော်ဆက်လက်ပြီးတော့စုံစမ်းကြည့်တဲ့အခါမှာ ရွာ၄ကိုတိုင်ကနေပူပေါင်းတာဖြစ်တယ်ရွာ၄ကိုတိုင်ကနေပြီးတော့လာပါလာပါအေးအေးဆိုပြီးတော့နော်စေတုရတပုံတို့ရက်တက်ခတ်ပြီးခေါ်တာဖြစ်တယ်ရွာ၄ကိုတိုင်ကနီနီတောက်နီနီပိနီပိရွာတွေဖြစ်နေတယ်နော်အဲဘယ်လောက်ကြည့်ရဆိုလို့ရှိရင်အဲ့ဒီမှာအဲအေးအေးတပုံအတွက်ပေါ့နော်ဒီရိတ်ခါနော်ဒီစေတုရတပုံတွေအားလုံးအတွက်ရိတ်ခါရှာပေးရတဲ့သူကလည်းအဲမပြောချင်မနဲ့ပြောအောင်မယ်ဗျာနော်အဲ့ဒီကတော့နော်ကုန်းပြင်အုတ်ချုပ်ရည်မှုကိုယ်တိုင်ပါဝင်နေတယ်တဲ့နော်အဲ့ဒါကလည်း ဟိုဘယ်လိုခေါ်မလဲဆိုတော့ကြားသိနေရတယ်ပေါ့ဒါတွေကစစ်ဆေးမေးမြန်းဖို့လိုအပ်တယ်လို့တော့သုံးသပ်တယ်အဲနောက်ထပ်ဘယ်သူတွေအထိပါဝင်နေလဲဆိုတော့ရှင်အဲ့ဒီမှာเนาะဒေသခံကဇော်မင်းဇော်မင်းဆိုတာလဲသူကဘယ်လိုခေါ်လဲအာ NLD ရဲ့ဒေတာလွတ်တော်ကိုစလဲလို့ပြောလို့ရတယ်အခုလို့ဆိုရတော့ခုန်နေပြီသူကိုယ်တိုင်ကဒီဒေတာရဲ့လွတ်တော်ကိုစလဲဖြစ်ခဲ့တယ်เนาะဒီဒေတာရဲ့လွတ်တော်ကိုစလဲဖြစ်ပြီးဒီဒေတာကိုပဲပြန်ပြီးတော့ဒုက္ခပေးနေတယ်အဲ့တော့ မတို့ဒီ NLD အနီများဟာလေနော်ဒီရွာတွေဒီမြို့တွေပြအောင်လုပ်နေတာခမားတို့ပဲအဲ့တော့ဒီရွာတွေဒီမြို့တွေကိုစစ်ခေါ်ခဲ့တယ်စစ်ခေါ်ခဲ့တော့စစ်လာတယ်စစ်လာတော့ခုဘာတွေဖြစ်ကုန်ပြီလဲခုပန်းတော်ကြီးပဲစုပ်ပြတ်တက်သွားပြီကျန်တဲ့ဆက်ဆက်ယူတို့ဟလာအဲ့ဒီနောက်ပိုင်းကစန်းကလေးတို့အဲ့ဒီရွာတွေအလုံးဟာလေစဉ်းစားလာကြည့်ပေါ့ဗျာနော်မကြ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 လေးနဲ့ကျဲနေပါလေကွင်းကောက်မှာရှိနေတဲ့တက္ကကငါးပေါ့တက္ကကငါးဆိုလို့ရှိတယ်ပေါ့နော်အဲ့ဒီမှာရှိနေတဲ့ဒီတက္ကကငါးတမ်းမြင့်တင်တဲ့အကြောင်းဟာဆိုလို့ရှိရင်လေ တပုံကလည်းအမြဲချောင်းနေတဲ့ကြောင့်အဲ့ဒီမှာရှိနေတဲ့ဒေသခံတော်မှပဲကျွန်တော်တို့စစ်ပေးရှောင်းနေတာရှိတယ်နော်တော်ပါတော့လည်းပဲအဲစစ်ပေးရှောင်းတွေအားလုံးကတော့စိုးရိမ်လို့ရှောင်းတာဖြစ်ပါလိမ့်မယ်အခုချိန်ကြီးကကွင်းကောက်မှာတော့အဲရန်သူတပုံနေနော်စိတ်ဝင်နေတာရှိတယ်အဲ့ဒီကွင်းကောက်တစ်ခုထဲမှာနေပဲကျွန်တော်တို့ရခိုင်ပြည်နယ်ကနေပြီးတော့ရခိုင်ပြည်နယ်သားတွေပေါ့ဝင်လာကြတယ်စစ်ပေးရှောင်းကြတယ်အဲ့ဒီစစ်ပေးရှောင်းတွေထဲမှာလည်းမနေ့ကပေါ့နော်ကျွန်တော်ပြောသလို ယူသားတဲ့သူတွေပါတယ်လို့စေသွေးကြတပုံတွေရဲ့เนาะဟိုဘယ်လိုခေါ်မလဲပျောက်ကြားစစ်အထောက်တော်တွေလည်းပါမယ်လို့တော့ကျွန်တော်တို့တုံးတက်တယ်အဲ့တော့တေချာကိုဂရုတစိုက်နဲ့စောင့်ကြည့်ရမယ်လို့တော့ကျွန်တော်သတိပေးပြရစီပေါ့ဗျာเนาะအဲ့တော့အဲကွင်းတော့အချိန်နေအဲသတိထားမှာဖြစ်တယ်လို့ဆောနာကပန်တော်ကြီးကတော့တပုံတွေနောက်ဆုတ်သွားပြီသူတို့နောက်ဆုတ်သွားတဲ့အချိန်မှာသူတို့ရဲ့ဒီဘုခမဆိုလို့ရှိရင်ကြာဆုံးများစွာနောက်ဆုတ်သွားတယ်ဖမ်းခေါ်သွားတဲ့၅ရောက်ပါသွားတယ်သူတို့ဖမ်းအရင်ကဖမ်းလာတော့ ကျွန်တော်တို့လက်ပြန်ကျုပ်တုပ်ပြီးဖမ်းလာတဲ့6ယောက်က3ယောက်ပြန်လွတ်လာတယ်။အဲဒါတွေကိုတော့ကျွန်တော်အထူးကထားပြီးတော့အသိပေးခြင်းနဲ့အဲ့တော့ပန်းတော်ကြီးကြပြီဆိုပြီးတော့အခုလူမျိုးပြောဆိုနေရတဲ့အားလုံးပေါ့နော်။ဒါကျွန်တော်တို့ဒီကာကနာနာသိခဲ့ရပါပြီ။ပန်းတော်ကြီးလုံးဝလုံးဝမကြပါဘူးနော်။မကြတဲ့အပြင်ကိုအေးနောက်ဆုတ်သွားရပါလေ။အဲ့တော့အဒေတာပေါ့အဲ့ဒီဒေတာဒီကျွန်တော်တို့ပန်းတော်ကြီးဒီရေကြီးပေါ့ရေကြီးဘက်ချမ်းပေါ့နော်။ဟိုဘလော့ကောမလဲ။လေးမျက်နာလေးမျက်နာပေါ့လေးမျက်နာ ပန်းတော်ကြီးကလေးမျက်နာမှာရှိတာပေါ့နော်လေးမျက်နာရဲ့မြို့နယ်ဖြစ်တယ်အဲ့ဒီတကြောင်မို့လို့အဲ့ဒီဘတ်ချန်းကစာရဖရရဲ့အလုတ်လုတ်ပုံနော်တက်ရဲ့အလုတ်လုတ်ပုံပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီရဲရဲ့အလုတ်လုတ်ပုံတွေအားလုံးဟာလေအားရစရာမရှိဘဲနဲ့လူပြောစရာတွေဖြစ်နေပါတယ်အဲ့တော့ရဲကလည်းအဲ့ဒီမှာပေါ့ဗျာနော်အေးအေးကိုအေးအေးစီကိုဒိခါမရောက်သွားဖို့အတွက်ကိုအလုတ်လုတ်တဲ့နေရာမှာဘယ်တစ်ချိန်နေမှာပိတ်တယ်ဂိတ်ပိတ်တယ်ဆိုလို့ရှိရင်၈နာရီလောက်မှသူတို့အလုတ်လုတ်တယ်တဲ့အဲ့ဒီမတိုင်ခင်မှာ ခါတဲ့ရိတ်ခါထောက်ပန်းတဲ့သူတွေကအာရွာတွေကနေရိတ်ခါထောက်ပန်းမှုတွေကရောက်သွားကြတယ်။ရဲတွေက၈နာရီလောက်မှသူတို့ကထပြီးတော့ပိတ်တယ်။သူတို့မပိတ်ခင်တည်းကရိတ်ခါပို့တဲ့သူတွေထောက်ပို့တွေကရောက်သွားပြီ။အဲ့ဒါရဲတွေကအားနေကြ။အဲ့တော့အဲ့လိုသွားတာတွေကိုဘယ်သူတွေကမြင်တယ်လဲဆိုလို့ရှိရင်အဲဘယ်ကောင်မဲဆိုတော့ရွာဆိုတော့ဗျာနော်။အတော်ရွာနီး60သူတွေအကုန်လုံးကမြင်တယ်။မြင်တဲ့ခါမှာသူတို့ကလည်းသတင်းမပို့ဘူးလားဆိုတော့ပို့တယ်။သတင်းပို့တဲ့ခါမှာစာရဖောက်ပို့။စာရဖောက်တွေကလည်းပါလဲဆိုလို့ရှိရင် သူတို့ကသတင်းပို့လို့ရှိရင်ဘယ်သူကပို့လာလဲဆိုပြီးတော့လူဘာခေါ်ပြီးတော့နော်လူဘာခေါ်တယ်ဆိုတဲ့ခါကျတော့သတင်းပို့ဘက်သူကမပို့ရဲတော့ဒါစာရဖာနော်စာရဖာလည်းအချိုးမပြေနော်အဲနောက်တစ်ခုရဲကလည်းအချိုးမပြေအဲနောက်တစ်ခက်တက်ဘယ်လိုခေါ်မလဲဆိုတော့ဒေသခံဒီကျွန်တော်တို့လူကြီးတွေပေါ့နော်တော်တော်များများကလည်းဒီထောက်ပို့လုပ်မှုတွေမှာပူးပေါင်းဆောင်ရွက်နေတာတွေဖျဲသီးတွေနောက်တစ်ခုကနီပိန်းတွေကျွန်တော်တို့ဒီစစ်ကိုခေါ်နေတော့သူတွေများနေတယ် เนาะအဲ့ဒါဒါပဲလောက်ဆိုတော့မဟုတ်သေးဘူးကျွန်တော်တက်ကိုအခြေအနေကိုကြည့်လိုက်တဲ့ခါကျတော့လဲတက်ကလည်းဟိုဘယ်လိုပါမလဲဆိုတော့စူပေါင်းဆက်ပေါင်းလောက်လာတာဟိုစူပေါင်းဆက်ပေါင်းဆိုတာမြတ်မိမိတက်ကြီးပဲလာတာမဟုတ်ဘူးပါစာတွေလာတယ်ဟဲ့လားပါစာဆိုတာပြည်သူစစ်ပူနန်းလေးတွေပါတယ်တချို့ဒါကလေယုံတက်တွေကပါမယ်ဟုတ်ကဲ့တက်တက်ရင်းတွေကပါမယ်ဒီလိုတွေအားလုံးပူပေါင်းပြီးဆောင်ရွက်တဲ့ခါကျတော့စူးစီးညီညွတ်မှုပိုင်းမှာအားနည်းမှုတွေသွားတွေ့နေရတယ်အောက်ခြေကိုလည်းအထက်ကစူး ဟိုငေါငန်းမှုတွေရှိသလိုအောက်ခြေနဲ့အထက်မကျဉ်းနှံ့မှုတွေရှိတယ်ဆိုတော့အကျွန်တော်ကြားသိနေရတယ်ဒါတွေကလည်းပြင်ဆင်နေကြတယ်အဲ့တော့ဒါကဟိုကြားသိနေရတဲ့အခြေအနေပေါ့နော်အဲသို့ပါသော်လည်းပဲအခုလက်ရှိဖြစ်နေတဲ့တက်နဲ့ကရင်ပြည်နယ်ကတက်ကရင်ပြည်နယ်တက်ဆိုလို့ရှိရင်ဒါကပူပေါင်းဆောင်ရွက်မှုအကပါစတွေလည်းအလုံးလုံးတယ်အဲဘယ်ကောင်းဆိုတော့တကယ်တရင်တက်မတွေလည်းအလုံးလုံးတယ်တကယ်ရာရှိရာရှိတွေကလည်းအောက်ခြေနဲ့ဆက်ဆံတဲ့ခါမှာပြင်းပြငန်းငါရေးရေးလေးလည်းရှိတဲ့ခါကျတော့အားလုံးကအဆင်ပြေတယ်ဟုတ်လားတပုံကိုရွတ်ချင်ချင်ခုခံမှုမှာအားကောင်းတယ် ။ဗမော်လည်းဒီလိုပဲဗမော်ကအထက်ကစာဟုတ်အောက်ခြေကြီးကမိသားစုစိတ်တက်မှာတကယ့်မိသားစုစိတ်တက်ဆိုတဲ့ခါကြတော့ဗမော်လည်းဒီလိုမျိုးပဲအားကောင်းတယ်နော်။ဟိုဒါမဲ့တော့ ARD အခြေအနေကတော့စူပေါင်းဆက်ပေါင်းနဲ့အထက်နဲ့အောက်နဲ့ကြားထဲမှာနည်းနည်းလေးလေးကရောက်ကစားလေးတွေရှိနိုင်တယ်နော်အဲ့လိုမျိုးတွေကြားသိနေရတယ်ပေါ့ကျွန်တော်ဒါမှအတီးပြုတ်လို့တော့မရဘူးဒါလေးတွေတော့စင်ကျင်စေချင်တယ်အဲ့တော့အဓိကတက်ရဲ့ပြဿနာကဘာလဲဆိုတဲ့ခါကျတော့အခုအခုလိုမျိုးပဲပန်းတော်ကြီးကိုဝင်လာတယ်အင်အား၃000ကျော်လောက်နဲ့ဝင်လာတယ်ဝင်လာပြီးတော့ အဲဘလိုခေါ်မလဲဆိုတော့တက်ကရူးရှင်ကြောင့်တိုက်ထုတ်လိုက်တယ်။အကောင်နေနောက်ကြာဆုံးများစွာနဲ့ပြန်ဆုတ်သွားတယ်။သို့ပါသောစစ်တက်ကနောက်ကလိုက်ရှင်းလာဆိုတော့လုံးဝမရှင်းပါဘူး။ကျုံအမြဲပြောနေတယ်လို့ပြောပြနော်။ငါးပွဲရငစားချသောငါးပွဲရငစားချသော view ဟာနဲ့တိုက်နေတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝလုံးဝလိုက်မရှင်းတာတွေကိုတွေ့ရတယ်။အဲ့တော့ဘာ view ဟာလဲတော့ကျွန်တော်မသိဘူး။သို့ပါသောလဲစစ်တက်ကစစ်သားတွေပဲနားလဲလိမ့်မယ်။ကျွန်တော်တို့တာမန်ရသားတယောက်နေတော့ဒါကိုနှိုင်းချွတ်နားလဲဖို့တော့မလွယ်ဘူး။ဒါပေမဲ့မကြိုက်ဘူးပေါ့ဗျာ။ဆိုလိုချင်တာကတော့ ဆိုလိုချင်တာကတော့တပုံကိုဥပအောင်နှိမ်နေတာတင်တယ်။ရွာနာကတ်ခရရနှိမ်နေတာတင်တယ်။အခုတော့ရွာကိုတဲကြီးမဲကြီးလာတိုက်မှာကိုကအကြီးတွေရောအသေးတွေရောစုံနေအောင်ပြန်စော်တဲ့ခါကျတော့ဘသူတွေနာလဲဆိုလို့ရှိရင်တပုံလည်းနာပါတယ်။ကိုစစ်တီလည်းမနာဘူးလားကိုစစ်တီလည်းနာတယ်။ရွာသားနဲ့ပြည်သူကတော့နော်ပို့စုပတ်ဆက်ဖို့ဗျာနော်ကြောကော့နေအောင်နာတာပေါ့။အဲ့တော့အဲ့တော့ဒီဗျူဟာက နော်ခင်ဗျားတို့အဲ့ဒီစစ်ကိုခေါ်ရေးစစ်လာတော့နော်စစ်ကိုတမင်ကကြိုးကြိုးစုံနေတဲ့သူကြောကောဖို့အတွက်များတမင်တကာများလှုပ်ထလားဆိုတော့ကျွန်တော်တို့နေတော့အဲတုံးတက်ရတော်တော်ခတ်ပါတယ်နော်တော်တော်ခတ်ခဲပါတယ်အဲ့တော့ခင်ဗျားတို့လည်းစစ်ကိုမကြုံနဲ့နော်စစ်ကိုခင်ဗျားတို့ခေါ်တဲ့စစ်လာတဲ့အခုတော့ခင်ဗျားတို့ဒီပန်းတော်ကြီးကဘာဖြစ်သွားပြီလဲအဲ့တော့ပန်တော်ကြီးကနောက်ဆုတ်သွားပြီအဲဒီလိုအခြေအနေမျိုးတော့ရှိတယ်ပေါ့ဗျာနော်အဲဒီကြားထဲမှာတပုံတကတပုံထဲမှာကျွန်တော်ပြောတယ်နော်အေးအေးဟာ ဒီအကောက်ကျစ်ဆုံးနဲ့နော်ရက်ဆက်အရင်ဆိုင်ဆုံးဆိုတာကျွန်တော်ဘာကြောက်ပြောလဲဆိုလို့ရှိရင်ခင်ဗျာ online မှာ video ကြီးကြည့်လိုက်နော်ခါလေးဟိုမှာကြောက်တော်မှာဖြစ်တဲ့ကိစ္စဆိုလို့ရှိရင်ရောက်900ကျော်နော်သူတို့တက်ပြလိုက်တာနော်နောက်တစ်ခုကစစ်တပုံကကိုယ့်ရဲ့ပြည်သူစစ်တီတွေကိုမိလို့ရှိရင်အရှင်လက်လက်ဘာလုပ်တာခင်ဗျာတွေ့ရနော်ကျွန်တော်ဒီကနေပြီးတော့ပြောလို့မကောင်းတဲ့အရာတွေဖြစ်တယ်။အေးနောက်ထပ်ကျွန်တော်တို့ဘာဆက်ပြောရမလဲဆိုလို့ရှိရင်အခုထပ်ပြီးရုပ်မာတာဘာလဲဆိုတဲ့ခါကျတော့နခခငါ အဲနာခခငါးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုလာလာပြီးတော့အဲမေးမြန်းမှုလေးတွေရှိရောเนาะနာခခငါးနဲ့ပတ်သက်ပြီးတော့မစုံစမ်းတော့ဘူးလားနာခခငါးရဲ့ဒီစစ်သုံးပန်းတွေကိုဘယ်လိုလုပ်မလဲပေါ့เนาะဘယ်လိုမျိုးစီစဉ်နေရှိသလဲပေါ့ဒါလေးနဲ့ပတ်သက်မေးမြန်းတာရှိရကျွန်တော်ကိုယ်တိုင်ကလည်းအဲသုံးသက်လို့ပဲရတယ်ကျွန်တော်ကိုယ်တိုင်ကလည်းဒီကိစ္စတွေမှာမိန်ပေးနိုင်တဲ့သူလည်းမဟုတ်တလို့ကျွန်တော်အတိအားလေးတွေကိုပြောပြတယ်ခင်ဗျားတို့ပြောချင်တာလေးတွေကိုကျွန်တော်အနေနဲ့ဒါသုံးသက်ပြီးတော့ပြန်လည်ပြီးပြောဆိုပြောပြနေတဲ့စီရင်နိုင်ငံရေးသုံးသက်သူတယောက်ပါခင်ဗျာเนาะအဲ့တော့ ဆိုလိုချင်တာကအဲ့ဒီနောက်ခါကငါတို့เนาะဒီနေဆက်စခန်းနေပေါ့နေဆက်ဒီကျွန်တော်နေချားဆောင်စခန်းနေကြတဲ့အချိန်မှာနေချားဆောင်စစ်တုံမန်းနေအဖြစ်နဲ့ပါသွားကြတယ်ပါသွားတဲ့ခါမှာသူတို့ရဲ့ဖုံးနေသူတည်သွားတဲ့သူတွေရဲ့ဖုံးနေပေါ့ဗျာဒီဖုံးနေကိုဘယ်သူရကင်နေဆိုတော့ဟုတ်အေအေတွေရကင်နေတယ်အဖုံးရချင်းကင်တော့ဗျာเนาะအဲသူတို့ဖုံးနေကင်တဲ့ခါကျတော့သူတို့တွေရဲ့မိန်းမတွေမိသားစုဝင်တွေကိုအဲ့ဒီဖုံးတွေကိုလှမ်းဆက်တယ်ဒီကမိသားစုဝင်တွေကเนาะ မိသားစုတွေလမ်းဆက်တဲ့အခါကျတော့အဲသူတို့က AA တွေကဘာလုပ်လဲဆိုလို့ရှိရင်ပိုက်ဆံငွေမြင့်တာတွေချိန်ချောက်တာတွေနော်အဲ့တော့ AA ကအယုံညံ့ဆုံးဆိုတာကျွန်တော်ပြောနေတာနော်တကားမဟုတ်ဘူးအဲ့တော့သူတို့စီကစစ်တုံးပန်းတွေလှုပ်ပေးပါတယ်လှုပ်ပေးပါတယ်អော်နေတာဘာထောက်ထားမှလည်းမရှိပါဘူးနော်အဲ့ဒါကအခုဆိုဘယ်လောက်ထိဆိုးလာဆိုဖြစ်ရလေးတခုကျွန်တော်ထပ်တွေ့လာရတယ်ဘယ်လောက်ထိထပ်တွေ့လာရလဲဆိုလို့ရှိရင်ကမ္မလေးတယောက်ကအဲသူ့ရဲ့အမျိုးသားကနေသားဆောင် ရဲတရားပေါ့ဗျာနော်အဲ့တော့သူ့ရဲ့ဖုံးမှာအခုလောလောဆယ်အေးအေးသူ့ယောက်ျားရဲ့ဖုံးပေါ့ဖုံးကိုအေး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 တယောက်ကကင်တာအေးတယောက်ကကင်တာကင်ထားပြီးတော့ကောင်မလေးကိုကောင်မလေးနဲ့ခုစာရေးတယ်ရေးတဲ့ခါမှာဘလို့ပြောလဲဆိုတော့မင်းယောက်ျားရဲ့ကိုပိုင်နံပါတ်ပေးအော်ပေးလိုက်တယ်အပေးလိုက်တဲ့ခါအော်မင်းယောက်ျားရှိတယ်တဲ့ဟုတ်ပြီရှိတယ်အရှိပြီဆိုရှင်နဲ့ဒါဆိုရှင်ပေးတော့ပေးရမယ်ဒါမဲ့သူ့ကိုလှုပ်ဖို့အတွက်ကိုတဲ့ပတ်စံ300တောင်း အေးကတောင်းတော့နော်သိန်းတရာတောင်းတဲ့ပြုံသိန်းတရာနဲ့ကျင်းတတ်ပြီကဆိုသိန်းတရာနဲ့မကျင်းတတ်သေးဘူးကောင်မလေးကိုပါသူ့ကိုနော်ဟိုလိုခေါ်မလဲသူ့ကိုကာမဆက်ဆံမှုပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီအေးအေးတက်ဖွဲ့ဝင်ကတောင်းဆိုတယ်တောင်းဆိုတော့ဟုတ်ပြီတောင်းဆိုတဲ့ခါမှာဘယ်လိုလာမှာလဲဆိုတဲ့ခါကျတော့ ARV နဲ့ဒီကျွန်တော်တို့ရခိုင်အစက်ဂွားမျိုးကိုလာခဲ့ပါတယ်ဂွားမျိုးကိုလာခဲ့ပြီးတော့သူနဲ့သူနဲ့သူ့ကိုကာမဆက်ဆံဆက်ဆံရမယ်အပြီးတော့လို့ရှိရင်တော့သူ့ကိုပတ်စံ300ပေးရမယ်ပြီးရင်ကောင်လေးကိုလှုပ်ပေးမယ် အခုလောလောဆယ်အခု AA ကခင်ဗျားတို့သိပါတယ်နော်ဟိုဒီနှစ်တကူခါသမားရမှာသူတို့နေနဲ့စစ်တုံးမှဘလောက်လှုပ်ပေးဘလောက်လှုပ်ပေးပြီးသားဆိုတော့ဒီလိုမျိုးဘလောက်ထိငွေကြေးတွေကိုလေဒီကျွန်တော်တို့မိသားစုကိုလှုပ်ပေးတော့မှမိသားစုဝင်တွေစီကဘလောက်ထိငွေညှစ်ထားပြီလဲဆိုတော့ခင်ဗျားတို့သိတယ်နော် AA ကဘလောက်ထိယုံညံ့တဲ့အဖွဲ့အစည်းဆိုတော့ကျွန်တော်ပြောနေရနော်အဲ့တော့ကမာလေးကဟုတ်ပြီအဲရှင်ပြောတဲ့ကိစ္စတော့ကျွန်မကျွန်မဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်မအမျိုးသားအတွက်ပေါ့နော်ဟို ကျမဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူးဖြစ်လားဖြစ်လားနိုင်မှာမဟုတ်ဘူးဆိုကောင်မလေးကယတိပြညင်းပြီးတော့ဟုတ်ပြီတယောက်ကြားနဲ့တွေ့ချင်ပါသူမင်းတယောက်ကြားနဲ့လည်းပေးမတွေ့နိုင်ဘူးတဲ့အပေးမတွေ့နိုင်ဘူးဟုတ်ပြီပေးမတွေ့နိုင်ဘူးအပေးမတွေ့နိုင်ဘူးရောက်ရင်တွေ့မှာပဲတဲ့ကွာမျိုးကိုလာခဲ့ပါတဲ့ဟောအဲ့တော့ရခိုင်တွေကနော်ရခိုင်ဒီသဘုံအေအေတွေကတလောက်ထိရုပ်ပဲ့နေတာဆိုတော့သိစေချင်တာအဲ့ဒီမျိုးတွေဖြစ်နေတယ်အခုသူတို့လှုပ်ပေးလိုက်တယ်ဆိုတဲ့သူတွေအဲ့တော့ အဲကျွန်တော်တခါလေးပြောလိုက်ပါမယ်။အကျွန်တော်စီမှာလာပြီးတော့မေးမြန်းနေတဲ့ဒီနခခငါးမှာစစ်တုံးမှန်ဖြစ်နေပါသွားသူတွေရောကြာဆုံးသူတွေရောဒီရဲ့မိသားစုဝင်တွေကျွန်တော်ပြောချင်တယ်။ AA ကထိုကဲသူဆက်သွယ်လာလို့ရှိရင်တတိထားပါ။ပိုက်ဆံညှစ်ပါတယ်။ပြီးရင်မိန်းကလေးချွတ်ချွတ်ဆိုလို့ရှိရင်ကာမရယူကိုကြိုးစားပါတယ်နော်။ခင်ဗျားတို့အယုံလဲပြီးတော့မသွားလိုက်ပါနဲ့နော်။မိမိအကယ်၍မိမိရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ မိမိရဲ့လင်းအောင်ကြာနော်စစ်တုံးမန်းကရှိနေဆိုရင်သူတို့နဲ့စကားပြောလို့ရအောင်ကြိုးစားပါအဲ့လိုမှသာလေငွေကိုလွှဲပါအခုလောဆယ်ငွေလိမ်မှုတွေကာမညာယူမှုတွေနော်မရင်းချင်းမှုတွေထိဒါတွေကကျွန်တော်တို့ဟိုတွက်ချက်လို့ရသွားပြီနော်အခုအများကြီးအများကြီးတော့သူတို့ဖန်ဆီးထားတဲ့သူတွေရဲ့မိသားစုဝင်တွေဘလောက်ထိဝင်ညစ်ခံနေရပြီလဲဘလောက်ထိဒါမျိုးဖြစ်ရတည်ရှိနေပြီလဲဆိုတော့တော့အဲကျွန်တော်တို့ဖျားသခင်ပဲတည်တော်မယ်လို့ပြောရမှာပေါ့ဗျာနော်ဟုတ်ပြီအဲ့ဒါလေးအဓိကအဲဒါနာခခငါဒီ နောက်ခါခါငါရောဒီနေချားဆောင်တွေရဲ့စစ်တုံးမန်းတွေရဲ့နော်ဟိုမိသားစုဝင်တွေရောအားလုံးကိုသိစေချင်တယ်ဒါမျိုးယုံမှမှုတွေရှိတယ်အယုံမလွယ်ကြပါနဲ့လို့ကျွန်တော်ပြောချင်တယ်ဟုတ်ပြီနောက်ဆုံးအနေနဲ့ကြောင့်ညောင်ကျိုးသတင်းနဲ့ပြေးပါမယ်ညောင်ကျိုးကတော့ဒီနေ့နောက်ဆုံးရရှိတဲ့သတင်းအရာဆိုလို့ရှိရင်အဲရက်လက်ကောင်းပါတယ်ချင်းကုန်းနားမှာရှိတဲ့နော်သူတို့ကဒီစစ်ချင်းကုန်းဆိုအရင်ကစစ်တပ်ပိုင်းကာကင်းစခန်းဟုတ်နော်ကာကင်းစခန်းဖြစ်တယ်ချင်းကုန်းဖျားကုန်းရဲကုန်းအဲစသဖြင့်ဒါပတ်ပတ်လည်မကောက်ွယ်ထားတဲ့စခန်းတွေဖြစ်တယ်အဲ့တော့ ချင်းကုန်းနားမှာရှိနေတဲ့ဒီ AA A drone တစ်ခုကိုပြစ်ချနိုင်ခဲ့တယ်နော် AA အဖွဲ့ပေါ့ A drone team သူတို့က drone team ရှိတယ်ရှော့တော့လို့မရအောင် AA ကလည်းသူတို့ကဘာ drone နဲ့တောင်းနေဆိုလို့ရှိရင် kamikaze drone ဆိုတဲ့အသေခံ drone တွေကိုအသုံးပြုနေတယ်ဒီနေ့မှာစစ်တပ်ကနော်အဲတပ်ဖွဲ့ဝင်တွေကအဲ့ဒီ drone ကို ပစ်ချနိုင်ခဲ့ပါတယ်။တက်မတော်ဘက်က drone တွေ drone ထင်းရတယ်အလုံးလုံးတော်တော်ကောင်းပါတယ်။အဲ့တော့ဒီနေ့အချိန်ထိတော့စစ်ကတော့သူမတိုးကိုမတိုးအခြေအနေပဲရှိပါသေးတယ်။အနောက်ထပ်ဆက်လက်ပြီးတော့ကျွန်တော်တို့စစ်ရေးနိုင်ငံရေးတွေကိုဆက်လက်ပြီးတော့သုံးသပ်ပြီးတော့ပြောဆိုသွားပါမယ်ခင်ဗျာနော်။အဲ့တော့ညောင်ကျိုးအချိန်ကြီးကတော့လက်ရှိအချိန်ထိကတော့အေးနေသေးပါပဲ။ drone နဲ့သူချောင်းကိုချောင်းသူပြစ်ကိုပြစ်သူ drone ကိုပြစ်ချကို drone သူပြစ်ချအခြေအနေပဲရှိပါသေးတယ်။အေးအေးအနေနဲ့လည်းညောင်ကျိုးကို ထိမ့်သိမ့်ထားတယ်လို့ပြောတာပါညောင်ကျိုးနဲ့ပတ်ချလဲမှာပဲသူတို့နေရတာပါအဲ့တော့ညောင်ကျိုးကိုတော့မရသေးဘူးဒါပေမဲ့တော့စစ်တပ်ကတော့ဒီတကြောလုံးမှာအကင်းကိုအပြည့်ယူထားတယ်เนาะအကာကင်းကိုအပြည့်ယူထားအတွက်ကြောင့်မို့လို့ဘယ်သူမှရှိတူးလို့မရသေးပါဘူးကဲဟုတ်ပါပြီဒီနေ့အဓိကပြောဆိုချင်တဲ့အကြောင်းကတော့ကျွန်တော် ARV တိုင်းပန်တော်ကြီးအခြေအနေကိုကျွန်တော်တို့ဒါကကနနာသိရှိအောင်ပြောပြခဲ့ပြီးသွားပါပြီเนาะအဲနောက်တစ်ခုအနေနဲ့ကတော့ဒီ အေအေကကောင်မလီဒီစစ်တုံးမန်းနေလှုပ်ပေးပါလေဆိုပြီးတော့ main ကလေးတွေနော်သူတို့ရဲ့မိသားစုဝင်တွေကိုဝင်ညှစ်နေရတယ်ကာမရာကြီးကိုကြိုးစားနေရတယ်မရင်းချင်းကိုကြိုးစားနေရတယ်အထီကိုရှိတယ်နော်နောက်တစ်ခုကညောင်ကျိုးချင်းတွေကတော့ဒီနေ့အဲသူတို့ရဲ့ကာမကာစီ drone အသေးခံ drone တစ်ခုကိုတပ်မတော်ကပစ်ချလိုက်ပါတယ်နော်အားလေးပြောပြချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်